အားလုံးပဲမင်္ဂလာပါဗျာ Mystery Find မှာနဲ့ပြန်လည်ကြိုဆိုလိုက်ပါရဲ့ဒီနေ့ကျွန်တော်ပြောပြမယ့်ငှုခင်းလေးလာရောဒီဟာ24အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တဲ့အသက်ရှင်နေရွယ်ကလေးကိုလက်ရဆက်ဆက်ဖတ်ခဲ့တဲ့ငှုခင်းလေးတစ်ချက်ပါလေကဲ intro လေးပြီးရင်စလိုက်ကြရအောင်ဖိဖိုင်လာ20 2024 အိန္ဒိယနိုင်ငံကိုလ်ကတာမြို့အနီးဟိုဘလီခရိုင်ကောနဂမနေတဲ့ရှင်းနေရွယ်ရွှေရန်ရှူသူ့ခန်းထဲမှာတည်ဆုံးနေတာကိုသူ့အမဝင်းခွဲတယောက်ကတွေ့ပြီးရဲတွေကိုအကြောင်းကြားခဲ့ပါတယ်။ခဏီကခန်းထဲမှာသူ့ရင်နဲ့စုံနေပြီးလက်ကြောတွေလည်းလီးခန့်ထားရပါလေ။ခေါင်းမူလည်းပြင်းပြင်းထန်ထန်ရိုက်ခွဲခန့်ထားရပါလေ။ခန္ဓာကိုယ်တစ်ခုလုံးမှလည်းဒါယာရီရှိနေတာကိုမြင်တွေ့ခဲ့ရပါတယ်။အခန်းထဲမှာသူ့ချောင်းနေစီးနေပြီး ဒါတချောင်းကိုလည်းတွေ့ရှိခဲ့ရပါလေအခန်းထဲကတီဗီမှာလည်းအတန်ကျကျဲနဲ့ဖွင့်ထားပါလေတပ်သူကဒင်းကားလူတွေကိုတံမစားနိုင်အောင်လို့ဖြစ်နိုင်ပါလေတမီးရဲ့မိဘမှာလည်းဝန်းနှန်းကိုချွေးနေရပါလေရှန်ရှူရဲ့ဖခင်ဖြစ်သူဖန်ခက်ဆိုင်မှာကမထတရှိကိုပိုင်ကုမ္ပဏီတစ်ခုမှာလောလောပြီးနေကင်တဲ့သူရှန်တရှိမှာကစားတော့ဆိုင်တစ်ခုမှာလောလောပါလေဒီလိုအိမ်တော်ကိုဆယ်နှစ်ပြည့်ပြီးချင်းနဲ့ရွယ်တာရှန်ရှူမှာ လေးတန်ကြောင်းသားလည်းဖြစ်ပါလေရဲရွေရောက်လာတဲ့အခါစုံငန်းစစ်ဆေးမှုကိုမိင့နေဆလုပ်ခဲ့ပါလေခင်းတကားတွေဘင်းပေါက်တွေကျုပ်ပြက်ချင်းမရှိခဲ့ပါဘူးမိမတန်ဖို့ရှိပြီးစီးရီမပြောင်းနေခဲ့ဘူးမိမမွေးချားတဲ့ဘေးကလည်းလူတက်မှုဖြစ်တဲ့ချိန်မဟောင်ခဲ့ဘူးဒီချက်ပြေကြောင့်ဒီရမှုကိုအင်သာတယောက်ယောက်လှုပ်ခဲတာဖြစ်ရမယ်လို့ရဲရွေကတန်တရားဝင်နေပါလေရဲရွေကရက်ွက်ထဲက CCTV မှတ်တမ်းကိုကြည့်တဲ့အခါနောက်ဆုံးထားတဲ့အမျိုးသမီးတယောက်ကိုတွေ့ခဲ့ပါလေအဲ့ဒီအမျိုးသမီးက လီမီတာစုနဲ့ရင်းနေတဲ့အရှာဆိုတဲ့လူပဲဖြစ်ပါလေ။အရှာကရှန်တားရဲ့တုံရဲ့ခြင်းပဲဖြစ်ပါလေ။သူတို့ရင်မှာလည်းအမြဲတမ်းသွားလာလုပ်နေတဲ့သူတွေရောက်လည်းဖြစ်ပါလေ။ချန်ရှူကိုလိုင်းကလည်းသူ့ကိုတော်လို့ခေါ်ပါတဲ့။ဂျဲရီကဖုန်းခေါ်မတန်းတဲ့စစ်ကြီးတော့ဘွန်ဂရက်ရဲ့ဖုန်းမှာတော့ဘာမှမသိခဲ့ပေမဲ့ရှန်တားရဲ့ဖုန်းမှာကညတန်တားကြီးနန်းသားကြီးကြီးစကားပြောတဲ့ဖုန်းနံပါတ်တစ်ခုကိုတွေ့ခဲ့ပါလေ။အဲ့ဒီဖုန်းနံပါတ်ပါတခြားလူမဟုတ်ပဲအရှာရဲ့ဖုန်းနံပါတ်တွေဖြစ်နေပါလေ။ဂျဲရီကရှန်တားနဲ့အရှာကိုတန်လျောက်ဝင်နေတော့ ို့ WhatsApp မှာပြောထားတဲ့စာတွေကိုပါမှတ်တမ်းယူခဲ့ပါလေ။အဲ့ဒီစာတွေကိုတွေ့တော့ရဲရွတ်ကိုယ်တိုင်နဲ့မယုံနိုင်ခဲ့ပါဘူး။တငယ်စီမယောက်စကားပြောတာမဟုတ်ပဲနဲ့ချစ်သူနှစ်ယောက်စကားပြောရတဲ့အတိုင်းပဲရည်ထားပါလေ။အလာပင်မကပဲတယောက်ကိုတယောက်ကိုတုံးလုံးပုံနေရောဗီဒီယိုတွေရောပို့ထားတာကိုရဲရွေကတွေ့ခဲ့ပါတယ်။ချန်တာနဲ့ရှာနဲ့ပေါင်းပြီးပန်ကတ်ကိုဖောက်ပြန်နေရမယ်ဖြစ်ပါတယ်။ရဲရွေကအဲဒီစာရဲ့အကုန်လုံးတွေ့ပြီးချန်တာနဲ့ရှာကိုညစ်စကန်းခေါ်ပြီးနင်းညံခဲ့ပါတယ်။ မြမြတဲ့အခါဖိအားနည်းနည်းပေးတော့ဆန်သားအားလုံးကိုဝေခိုင်ခဲ့ပါလေသူဖိုးလိုက်သူ့တားကိုတတ်ခဲ့ကြောင်းဝေခိုင်ခဲ့ပါဖွေတက်တို့မိကောင်းမင်းနိုင်မယ်ဆန်သားနဲ့ဤရှားနဲ့ကြိုက်တာချွံရှုဖို့ဘာလို့တတ်လိုက်ရလဲဆိုရင်တနေ့ချွံရှုကြောင်းဝါနဲ့ပြန်လာတဲ့အချိန်သူတို့နှစ်ယောက်မသိလို့တဲ့အနေထားမှာရှိနေတဲ့အားကို ူကတွေ့သွားတဲ့ကလေးကဒါကိုတွေ့ပြီးသူ့အမေကိုစိတ်ဆိုးခဲ့ပါလေဒီရင်ဖြစ်သူကကလေးကိုဒီအချောင်းကိုတည့်ရတများတွေကိုပျော်ပြနေမှာကိုဆိုရွေနေပြီးသူ့သားကိုတက်ပြစ်ဖို့ဇုံဖြားလိုက်ပါလေဂျဲရီကဘလို့တက်လိုက်တာလဲလို့ရှန်သားကိုမြည်တော့ရှန်သားကကလေးရဲ့ခေါင်းကိုနရဲနေရစပွဲနေရနေရပစ္စည်းနေရပြီးတိုင်းရရအောင်လုပ်ခဲ့ပါလေ ပြီးတော့မိဖို့ဆောင်ကနေဒါသွားယူပြီးတော့ကလေးရဲ့လက်ကျောတွေကိုလိပြခဲ့ပါလေဖက်ပြီးတော့ကလေးရဲ့ဥပောင်းကိုလည်းတက်နင်းခဲ့ပါလေကလေးကိုတည်ဆုံးတဲ့အထိသူထိုင်ကြည့်နေခဲ့ပါလေကလေးရဲ့ဖေးကိုရှမ်းသားနဲ့ရှားတော်ကြောင်တော့ကြားတော့သူကအစာကလေးရတည်နေခဲ့ပါလေပဝင်းကျင်တဲ့ကလေးမျက်နှာထောက်နေလို့ သူမသိတယ်လို့ပဲနေခဲ့ပါလေဒါပေမဲ့နောက်ဆုံးတော့ဒီအကြောင်းကြောင့်ပဲသူကလေးကို သူဆုံးရှုံးခဲ့ရပါလေဒီအမှုကိုဖြစ်ရှင်းတဲ့အချိန်မှာရဲရီကအကူအညီများဆုံးပေးရလားမိမမွေးချတဲ့ခွေးကမဟောင်တဲ့ဆိုတဲ့အချက်ပါပဲဘယ်ရီအချက်ကြောင့်ဒီအမှုကိုအင်သာတယောက်ယောက်ကပဲလုပ်ရမယ်ဆိုတာကိုရဲရီကတည်သွားပါတယ်ဒီလိုနဲ့ပဲသူသားကိုသူမကိုယ်တိုင်တပြက်ခဲတဲ့မိခင်အမှုကိုဖြစ်ရှင်းနိုင်ခဲ့ပါတယ် မိခင်တယောက်ဟာသူမရဲ့တရားမဝင်ဆက်ဆံရေးကိုပုံကွယ်ခြင်းလို့သူ့သားကိုပဲတပ်ဖြတ်ခဲ့တဲ့ဝန်내စရာမှုပဲဖြစ်ပါတယ်။ဒီအမှုကိုကြည့်ခြင်းအဖြစ်သာသမီသားရမိဘရဲ့အချက်ကိုထိုက်တန်ပေမဲ့မိဘသားရသာသမီရဲ့အချက်ကိုမထိုက်တန်တဲ့အချက်ကပို့ပြီးတော့ခိုင်းမာသွားပါတယ်။ပရိသတ်တို့ရောဘလို့ထင်လဲ comment မှာပြောခဲ့ကြပါဦး။ဗီဒီယိုလေးကြားရင် like comment share လုပ်ပေးသားပါအောင်ခင်ဗျ။နောက်ထပ်လာမယ့်ဗီဒီယိုတွေအတွက် channel လေးကို subscribe လည်းလုပ်သားပေးပါအောင်ခင်ဗျ။ 就是这嘛的，别。